AVA 1940စီစဉ်2အခန်းနေဟန်တော်ရီပြည့်ရှင်စင်ကြားသခင်တမိန်တော်ဗုဒ္ဓဂိတ်တီလူငယ်ကထိုဘက်ကိုနှုတ်မှခပ်ဖော့ဖော့အချိန်ကြီးရွတ်နေသည်သူသည်အဝိုင်းရွာသားဖုံးကြီးကြောင်းသားကလေးတာလာမဟုတ်တော့ဟန်တော်ရီနိုင်ငံ၏ဘရင်မင်းမြတ်တမိန်တော်ဖြစ်လာခဲ့ပြီ သူသည်တစ်ချိန်ကဟန်တော်ရီအင်ပါယာ၏အရှင်သခင်ဘရင်တော်ကျော်ထင်တော်ရထား၏မျိုးဆက်တွေ အင်းဝနန်းတော်မှာမဟာဓမ္မရာဇာဓိပတိမင်းဤဦးလေးတော်ဆက်သူယခုသူနေထိုင်သည့်နန်းတော်ကဘိုးတော်တာလုံမင်းတရားကြီးလက်ထက်ကနန်းတော်ဟောင်းမြေပေါ်တွင် သူသည်ဘရင်တော်အနောက်ဘက်လုံမင်းတာလုံမင်းတို့မှဆင်းသက်လာခဲ့သူ မျိုးဆက် စနေမင်းဤညီတော်ပကံမင်းသား၏သားမဟာစီမဟာသွေးမို့ဒီဒီတီနန်းကိုထိုက်တန်သည်ပဲယခုလည်းရောက်ကမဖြစ်သူ စင်ဝင်ဦးအောင်လာကသူ့အတွက်ရိုးရရနေစမ်းမှာစင်ကြားတကောင်ကိုဖမ်းယူလာခဲ့သည် ဆင်ပြူတော်မဟုတ်တော့လဲအဖြူနဲ့အနက်ကွက်ကြားဖြစ်နေသည့်ဆင်မိတို့ပင်ဆိုစေဆင်ကြားရင်ဆိုသောထက်ရမိဘွဲ့ကိုသူသဘောကြသည်ဟန်တော်ရီပြည့်ရှင်ဆင်ကြားသခင်တမိန်သောဗုဒ္ဓကုတ်တီသူနောက်တစ်ကြိမ်ကြည်ကြည်နက်နက်ကြီးရေရွမိပြန်သည်ဟဲ့လူကြီးခေါ်တယ်ကြောင့်တမိန်တော်တင်းငနေဖြစ်သွား၏ကမုံကတမိန်တော်ကိုအနောက်မှတိုင်းဖက်လိုက်သည်ဘာရီတွင်းနေတာလဲရှင်မင်းကြီးရဲ့အသင့်ပြင်းတော့လေ ိုမှာအဖတို့စင်ကြားနဲ့အတူမျိုးတော်တွေကိုဝင်လာတော့မယ်တဲ့တမိန်တော်ကစက်တော်ဆောင်တွင် ထောင်းသားသည့်အီတလီလို့ခြေတန်းရှိတိုင်ထောက်နိုင်ကိုလှမ်းကြည့်လိုက်သည်ထိုနိုင်သည်မြမကနန်အခေယာများဖြင့်ရေးတွင်လာပြီးတာလနာပြု ဖာသာဂလစီယာကနန်းတက်ပွဲတွင်သူအားဆက်တာခဲ့ခြင်းဖြစ်သည်ထိုနိုင်ကြီးသည်သူရှင်ပြင်ဖြစ်ကြောင်းတိုင်းတစ်ပါးသားတို့မှအတိအမှတ်ပြုမှုတဲမှတခုဖြစ်သည်တမိန်တော်ကသူ့ခါးကို တိုင်းဖက်ထားသောဂမုံးဤလက်နှစ်ဖက်ကိုအသာခွာလိုက်သည် ကမုန်းကမိပြက်ကောင်ကြီးဖြစ်နေပြီနော်အင်းဘာဖြစ်လို့တော့မောင်ကြီးရဲ့အပြောဆိုနေထိုင်တွေဆင်းခြင်းပါလေဟဲ့တော့တကယ်ပြောတာငါကိုယ်တော့ပြည့်ရှင်မင်းသမားဆိုတာကိုလေမင်းသတိထားတဲ့နဲ့ကမုန်းကတမိန်တော်ကြီးဘေးသို့လာရက်ပြီးတမိန်တော်မျက်နှာကိုကြည့်လိုက်သည်နှမတော်ကဘာများလုံးမိလို့တော့မောင်မောင်ဖရားရဲ့ကမုန်းကြီးလေးတန်းကပြောင်ဆက်ဆက်ဖြစ်တမိန်တော်မျက်နှာကပုံမူတင်းမာသွားသည်ဟာတာလုံးနေတာမဟုတ်ဘူးကမုန်း ခုနကလူကြီးတို့ခေါ်လိုက်တယ်လေ။ဒါမျိုးကတခြားနန်းရင်းလူတွေကကြားသွားရင်ဘယ်ကောင်းမှမလဲ။အော်ချစ်လို့ခေါ်တာပါကျမရဲ့ရှင်မင်းကြီးဟဲ့နှစ်ယောက်တည်းရှိလို့ခေါ်တာပါ မကြိုက်ရင်လည်းမခေါ်တော့ပါဘူးရှင်ကမုန်းကတမိန်ထိုးကြီးလမောင်းကိုတွဲကိုလိုက်ရင်ခေါင်းကလေးဖြစ်ပုတ်တက်လိုက်သည် ကြံသေးတယ်ခုနကမောင်ကြီးလို့လည်းမခေါ်နဲ့မောင်တော်ဖရားလို့ခေါ်ရမယ်အနီးပါခါစားလို့လက်အုပ်ချီပြီးခါစားရမယ်မင်းဖေတွေဦးလေးတွေဆိုတာ ။ဘာတွေပဲဖြစ်နေဖြစ်နေငါကြီးကျုံတွေပဲဒီဟန်တော်ရီမှာငါကိုတော့ရှင်ပြင်းဆိုတာကိုအမြဲမှတ်ထားပါကမုံ။တမိန်တော်ကကမုံကြီးလက်ကိုဖဲကအဝိလဲဆောင်အတွင်းသို့ဝင်သွားတော့သည်1940ခုနှစ်ဟန်တော်ရီသည်အင်းဝါကြီးလက်အောက်မှာရုံးထွက်ပြီးအတီလင်းနိုင်ငံတော်တစ်ခုဖြစ်တီထောင်လာခဲ့သည်။ ထိုအခြေအနေသည်1940ပြည့်နှစ်အင်းဝကိုကတိတပ်များလာရောက်တိုက်ခိုက်သည့်အချိန်တွင် အင်းဝဘင်းမိဖုရားကောင်ကြီးဘာရီတော်ဟန်တော်ရီမျိုးဝင်ဥတောင်ဤပုံကံမှုမှအစပြုခဲ့ခြင်းပင်ဥတောင်ဤပုံကံမှုကို အင်းဝကနှိမ်နင်းနိုင်ခဲ့တော်လဲနောက်ထပ်အသင်ခန့်သည့်မျိုးဝင်မင်းရဲ့အောင်နိုင်သည့်တပုံမှုများကိုပါဝင်သည်ဟုခေါင်းစဉ်တက်ကဟန်တော်ရီသားများကိုဖိနှိပ်ရာမှာမင်းရဲ့အောင်နိုင်ကိုလှုပ်ချမှုဖြစ်ပေါ်လာခဲ့သည် အင်းဝါမှာခန့်အပ်သောမျိုးဝင်အစ်ကိုတပ်ဖြတ်မိလိုက်သည့်အတွက်ဟန်တာဝရီသားတို့အတွက်ရွေးချယ်စရာမရှိတော့ထို့ကြောင့်ဟန်တာဝရီတွင်ဩဇာကြီးမားလာသောစင်ဝင်ဦးအောင်လာကဥဆောင်ကပကံမင်းသားနှင့်ကိုယ့်လက်ဝူးအမျိုးသမီးကိုလုံးတော်မှမွေးဖွားသည့်တာလကိုနန်းတင်ခဲ့ခြင်းဖြစ်သည်ထို့သောဖြင့်တာလသည်တမိန်တော်ဗုဒ္ဓဂိတိဘွဲဖြင့်ဟန်တာဝရီ၏ရှင်ဘီရင်ဖြစ်လာခဲ့သည်စင်ဝင်ဦးအောင်လာမှာဗညာဒလဘွဲအမိဖြင့်နန်းတွင်အမတ်ချုပ်ကြီးဖြစ်လာတဲ့ကဲ့သို့ တမီးငယ်ကမုံသည်မိပြေကောင်ကြီးဖြစ်လာခဲ့သည် စင်ဝင်ဦးအောင်လာ၏တူတော်ဆက်သူလက်ရပေါ်မှာဘရင်ကိုရံတော်တံမူဖြစ်လာသည်တမီးကြီးတီရီခင်မုံဖြစ်သူစောပြမှာတမိန်စောပြဘွဲပြေဟန်တော်ရီရေတက်ဤဘိုးချုပ်ဖြစ်လာသည်ကြီးတက်ဘိုးချုပ်ဖြစ်ခံခဲ့သည်တာလဘန်သည်လည်းဦးအောင်လာနှင့်ပုပ်ကိုရေရင်းသည်သူဖြစ်သည် ။တမိန်တော်ဘီရင်ဤဘေးဘက်လဲတွင်ဝမ်းရံထားသည့်သူများမှာဥအောင်လာ၏လူများပင်ဖြစ်သည်။ဟန်တာဝရီကအင်းဝကိုပုံကံကအတီလင်းနိုင်ငံထူထောင်လိုက်ပြီးဖြစ်သည်ဖြင့်1941နေဦးပိုင်းတွင်ပင်ပြည်မျိုးသားမင်းရဲ့ရောင်က တိုက်လီ900ဖြင့်ဟန်တာဝရီသို့ရေချောင်းခြိတက်လာသည်။ကြည်တပ်ပုံမှုမင်းရဲ့တရားကျော်ဦးဆောင်သည့်တိုက်စင်25မြင်း900တနက်ကိုင်းတသား1000လို့ကတောင်ငူမှခြိတက်လာခဲ့သည် ဟန်တာဝရီသည်မကြမီကကတိစစ်မှ ပြန်လာခဲ့ရသောယာမညတံများကိုအလင်းမြန်ပြန်စုစည်းက ခုခံခဲ့သည်တန်လင်ကင်းတဲ့တိုင်ပေါရောက်ခဲ့သောပီဇာမင်းရဲ့ရနော်ဤရေတပ်မှဟန်တာဝရီရေတပ်နှင့်တိုက်ခိုက်ခဲ့ရာအင်အားမမျှသဖြင့်တပ်ပြတ်ခဲ့ရသည် မင်းရဲ့ရနောက်ကိုတိုင်ကိုလို့ရုံးပြေကပြည်မျိုးတို့ပြန်လဲစုတ်ခွာလာခဲ့ရ၏မကြမီအင်းဝါမှကြီးတက်လာသောကိုသိန်းသခင်မင်းကောင်၏တံများမှာပြည်မျိုးတို့လာရောက်ပူပေါင်းကြသည်ကိုသိန်းသခင်မင်းကောင်၏တံများမှာစစ်ပန်းနေပြီဖြစ်သည်ပြည်အနာယူစေဝါကုသရန်ရိတ်ခါဖြည့်တင်းရန်လိုအပ်သည်ပြည်ဟန်တော်ရီတို့ဓာတ်ရိုက်မချီတက်ပဲပြည်တွင်ခံစစ်စခန်းအဖြစ်အရင်တီဆောက်ရန်ရန်နာလိုက်ကြသည်ကနောင်ကငင်းမြောင်မပီးစိတ်တို့တွင်တစ်တံများကင်းတံများအဆင့်ဆင့်တိစောက်ကြသည် ို့သောတစ်တက်များဆောက်လုပ်နေစမ်းမှာပင်ဟန်တာဝရီကတိုက်စစ်ဖွင့်ကကနောင်တစ်တက်အထိခြိတက်လာကြသည်ကနောင်တစ်တက်မှတံမူမင်းကြီးရဲတင်ကဟန်တာဝရီ၏စစ်မြူလာသည့်တက်ကိုအင်အားနည်းသည့်အထင်နှင့်ထွက်တိုက်ခဲ့သည် ို့ရာတွင်ကိုယောင်ဖြောက်ခါနေကြသောဟန်တာဝရီတက်ကြီးကရုတ်တရက်ပေါ်လာပြီးနှစ်ဖက်ညက်တိုက်ဟာအင်းဝတက်များအကြာဆုံးများစွာနှင့်ခံတတ်သည်ပြန်ဝင်ခဲ့ရသည်ကနောင်တက်တက်တို့ပြည်မျိုးရှိကိုသိန်းသခင်၏တက်များစစ်ကူရောက်လာသည်ဖြင့်ဟန်တာဝရီတက်များမှ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်စီရေးအခြေအနေမှာခိတ္တမြငြိမ်သက်သွား၏မကြမီအင်းဝဘီရင်ကပြန်လည်ဆင့်ခေါ်သည်ဖြင့်ကိုသိန်းသခင်မှအင်းဝနေပြီးတော်သို့ပြန်သွားရသည် တက်ချို့ကိုပြည်မြို့တွင်အခိုင်အမာထားခဲ့ကပြန်သွားရခြင်းဖြစ်သည်1940ပြည့်နှစ်ကစစ်ပင်းကြီးကပြန်သွားပြီဖြစ်သည်မဏိပူရဘရင်ဂါဝိနာဇတ်သည်စစ်သူကြီးချန္ဒရာမောနီဦးစီးသောတက်ကိုတမန်တော်အဖြစ်အင်းဝါသို့ဆီလွတ်လာသည်ဖြင့်မဟာဓမ္မရာဇာဓိပတိကကိုသိန်းသခင်ကိုပြန်ခေါ်ရခြင်းဖြစ်သည်အင်းဝတံများဟန်တာဝရီနှင့်စစ်ဆိုင်ထားချိန်တွင်မဏိပူရအင်းဝကိုအလစ်ဝင်ရောက်တိုက်ခိုက်မိကိုစိုးရိမ်သည့်အတွက်ကိုသိန်းသခင်၏တံများမှာအင်းဝသို့ပြန်တက်ရပြန်သည်။ အခြေအနေအရအင်းဝသည်ဟန်တာဝရီတို့ခြိတက်တိုက်ခိုက်ရန်အခြေအနေမပေးတော့ကြေထို့ကြောင့်ဟန်တာဝရီသည် တိုင်းပြည်တစ်ပြည်အဖြစ်ထူထောင်ရန်အချိန်ကောင်းစွာရရှိနေတော့သည်အင်းဝတံများကပြည်မျိုးကိုကြော်လွန်ပြီးတိုက်ခိုက်လာနိုင်ခြင်းမရှိသဖြင့်ဟန်တာဝရီထီးနှံသည်စီးပွားရေးစည်ရေးကိုကောင်းစွာတည်ဆောက်လျက်ရှိသည်ထိုအခြေအနေတွင်ယူရီးယားနယ်စပ်ကျေးရွာတရတွင်အဖြူနှင့်အနက်ကြားဖြစ်နေသော စင်ကောင်ရှိသည့်တရင်ကိုပညာတလဥအောင်လကြားသိရသည် ထို့ကြောင့်တမတ်တော်ရှင်ဘင်းကိုဆက်တရန်အင်အားအပြည့်စုံဖြင့်ယူရီးယားနယ်ဇက်သို့ထွက်ခွာခဲ့သည်ယူရီးယားနယ်ဇက်ရှိစင်မွေးမျိုးသူလဝလူမျိုးတို့ကစင်သားကိုမယောင်းနိုင်ဟုညင်းပယ်လိုက်သည်ထို့ကြောင့်ဦးအောင်လာ၏စင်ထိန်စင်ဖမ်းများကလဝလူမျိုးတို့စင်ကိုတောထဲတွင်လွတ်သားချိန်တွင်ခိုးယူရန်ကြိုးစားကြသည်လဝတို့သည်စင်ကိုထူးကလောက်ချိန်ဆွဲကာမနီးမွေးမှခလောက်တန်နားထောင်လျက်ထိန်းကြောင်းကြသည်ခန္ဓာဝရီစင်ရင်းတို့မှာစင်မခလောက်ကိုဖြုတ်ယူကာ ဝယုံပင်တွင်ချိတ်ဆွဲပြီးစင်ကိုဟန်တော်ရီတို့ယူဆောင်လာကြတော့သည်လေတိုက်သည့်ပြည့်ဝယုံပြားမှာ ခလောက်တံကိုကြားနေရသောလဝစင်တိန်တို့ကစင်ရှိသည်ဟုထင်ပြီးအနီးအနားတွင် အမဲလိုက်နေကြသည်ဖြင့်မမိလိုက်ကြသည်ယခုတော့ထိုစင်ကြားသည်တမိန်တော်ဗုဒ္ဓကိဋ္တိတံစတယံဟန်တော်ရီတို့မကြမီ ဝင်ရောက်လာတော့မည်ဖြစ်သည်တမိန်တော်၏ဝေလကံတွင် မောင်းမများကမင်းမြောက်တစား၅ပါးကို အသေးချဝစ်စင်နေကြ၏ကမုံကအခန်းတွင်သို့ဝင်မလာသည် အစောပိုင်းကကမုန်းကိုပြောခဲ့သည်များကိုတမိန်တော်ပြန်စင်းစားကြည့်သည်တမိန်တော်သည် ရှင်ပြင်းဖြစ်ကလေးကဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိသေးရှင်ပြင်းအဖြစ်ရှစ်လကြာခဲ့ပြီဖြစ်တော်လဲဒေးပတ်လည်တွင်ခါးစားနေရသူများအပေါ်တွင်သူ့ဩဇာတက်ဦးအောင်လာ၏ဩဇာက ပုံမုံညောင်းနေသည်ကိုသူတတိထားမိလာသည်ထို့သောသူဘာမှမတတ်နိုင်ဦးအောင်လာသည် သူ့ကိုနန်းတင်ခဲ့သူမဟုတ်လားတကယ်တမ်းဆိုရင်သူသည်တမိန်ရန်မင်းဆက်သွေးရှင်ပြင်းဖြစ်ထိုက်သူ ရာဇပလင်နှင့်ထိုက်တန်သူ သို့သောသူတွင် ရှင်ပြန်ဆိုသည့်နာမည်သာ ရှိနေသည်။အင်းဝါနှင့်စီရဲကိုဥောင်လာနှင့်တမတ်စောပြာတလပံတို့ကကင်တွယ်ထားသည်။ပြင်းတဲ့နဲ့ဆဆန်ရေးကိုအဓိကကြကြကင်တွယ်နေဒီမှာလဲဟန်တာဝရီဤဂုံနူးဆောင်တကြွယ်ဘွဲ့ဟာပေါ်တူဂီကုံတဲ့အမျိုးသမီးလူစာဒေါ်မဲလိုကချုပ်ကင်တာသည်လူစာဒီလဲဥောင်းလာမိသားစုနဲ့အတွင်းကြကြရင်းနေသည်သူ တမိန်တော်အနေဖြင့်အချင်းရဲ့ရဲရဲကိုတုံးသက်လိုက်တာနန်းတွင်ကြီးတဲ့တွင်သူသည်ရှင်ပြေအမိခံသောအယုတ်တယုတ်ဖြစ်နေသလိုခံစားခဲ့ရသည် ထိုအချက်များကဂမုံးပေါ်ပုံကြသွားခြင်းမိပြေကောင်ကြီးကိုတွားဝေါ်စမ်းပါဦးနန်းတွင်သူတို့ကအပြင်သို့ထွက်သွားသည်ခဏအကြာတွင်ဂမုံးဝင်လာ၏လက်အုပ်ချီလျက်မောင်ကြီးကိုမကိုက်မြန်းမေးဖို့ကနှမတော်ဂမုံးစင်မြန်းမေးမှဖြစ်မှာမို့တမိန်တော်၏အတန်ကစောနာနှင့်မတူနူးနူးညံ့ညံ့ ကမုံးကခေါင်းညွန့်လျက်ခုံမော်တင်ထားသည့်မကိုက်ကိုယူကာအနားသို့ကတ်လာသည် မောင်တော်ဘုရားခေါင်းတော်ကိုနှိမ်ပြီးဟိုကျွန်တော်မျိုးမှာရှောက်ထားပါတယ်ဘုရားကမုံးတန်ကတိုးလျက်လျာ1942ခုနှစ်ဩဂုတ်လ22ရက်တမိန်တော်ဗုဒ္ဓဂိတိဤစင်ကြားတော်ဆက်တပွဲမှာစင်ကြားရှင်ပွဲယူအခမ်းအနားမှာညနေဆောင်အချိန်တွင် ပြီးဆုံးသွားသည်ဥအောင်လာအခွန်ဝင်ဥကိုကြည်တိုက်ဝင်ဥမောင်တို့ကိုရှင်မင်းကနောက်ထပ်ပွဲဒုက္ကုံမှုများချီးမြှင့်ခဲ့သည် ခန်းအားပြီးသည့်နေ့ဦးအောင်လာသည်အိမ်သို့ပြန်သည်ထို့နောက်ဝင်းစားများကိုလဲကာနေဝင်ရီတရောအချိန်တွင်အနီးနားရှိလူသား၏အိမ်သို့ခတ်တုံတုံထွက်သွားသည်လူသား၏အိမ်ပေါ်သို့ဦးအောင်လာရောက်သည့်အခါလူသားနှင့်အတူပြင်သစ်စစ်ဖို့မီလက်စတိုကအသင့်စောင့်နေကြသည်အရှိတွင်ဘရန်ဒီဒပလင်းနှင့်ဖန်ခွက်နှစ်ခွက်ဦးအောင်လာကခုံလွတ်တင်ဝင်ထိုင်လိုက်သည်မဲ့ဘူးကဖန်ခွက်လွတ်တစ်ခွက်ကို လာချပေး၏အမတ်ချုပ်ကြီးနှဲ့မယ်နော်နည်းနည်းပဲလူသား ရီဇာကဘရန်ဒီကိုကျင့်လဲစွာကိုင်းတွယ်ပြီးဖန်ကွက်တဲ့သူငှဲ့ပေးလိုက်သည်ရီဇာ၏လက်ချောင်းလှလှကလေးများကို မီလက်စ်ကလိုင်ငေ၏ဥအောင်လာက ဖန်ကွက်ထဲမှဘရန်ဒီကိုအနက်ခံလိုက်သည်ဒေါက်ဂရစ်ဘာလို့ခေါ်တဲ့ဘရန်ဒီပဲစပြည့်နဲ့လှုပ်ထားတာအမတ်ချုပ်ကြီးမီးကြီးပါဟုတ်ဥအောင်လာကဘရန်ဒီကိုတငုံငုံလိုက်ပြီးခွက်ကိုပြန်ချထားလိုက်သည်ကဲပြောပါဦးအရေးကြီးရယ်ဆိုတဲ့ကိစ္စက သူ့ကိုတော့အမတ်ချုပ်ကြီးတိမှာပါတိတယ်လေဟိုတကဟန်ဒါရီကိုလာဘူးတဲ့ပြင်သစ်စစ်ဖို့ပဲဘာဖြစ်လို့လဲလွေစာသူကအခုကုမ္ပဏီကိုယ်စားလှယ်မော်စီယာပူအန်ပိုနီချယ်ရီကိုပြန်မို့လုံုံရင်တင်းမောနဲ့လာပြန်ခေါ်တာမော်စီပူရဲ့အစားဒီမှာဘသူရှိမှာလဲဘသူမှမလာဘူးဘင်ငန်ညုတ်ဒူပလီကအပြီးပြန်ခေါ်တာဒီမှာကုမ္ပဏီတောင်းကန်အနေနဲ့ဖုန်းကြီးဝီတိုနီကိုပဲအတ်ထားခဲ့တော့မှာ ကုမ္ပဏီနေနဲ့ဟန်တော်ရီမှာရှိတဲ့ရုံးကိုလည်းပိတ်သိမ်းမှုဆုံးဖြတ်ထားတယ်တဲ့ဟာဘာဖြစ်လို့လဲဒီမှာကြုတ်လို့သူတို့နဲ့သဘောတူထားတဲ့လက်နက်ကိစ္စတွေရှိနေသေးတယ်လေဗီဇာကမီလက်ဘတ်တို့ပြင်သစ်ဘာသာစကားဖြင့်ပြောလိုက်သည်မီလက်ကသူ့အိတ်ကတ်ထဲမှာစာ၃၀၀ကိုထုတ်ကာဗီဇာထံကမ်းပေးလိုက်၏ဟန်တော်ရီဘရင်ကအင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီကိုစလေဂျိုနသန်စမစ်နဲ့အပြန်အလှန်ဆက်သွယ်ပေးခဲ့တဲ့စာတွေကိုပြင်သစ်တချို့တွေကနေကူးယူနိုင်ခဲ့တယ် ဗီဇလက်ထဲမှာစာသုံးဆောင်ကိုဦးအောင်လာကယူကြည့်လိုက်သည်ပထမစာတစ်စောင်ကတမိန်တော်ကနေဂျနသန်စမစ်စီပေးတဲ့စာဘုရင်ကအင်္ဂလိပ်နဲ့မိဘချင်းနဲ့အကြောင်းမျိုးရေးထားတယ်ဘလို့အချိန်နေမှာဖြစ်ဖြစ်အပြန်အလှန်ကူညီဖို့ဂရီကုတ်ဝတ်တွေတောင်းထားတယ်ဒုတိယစာကစမစ်ကနေဘုရင်စီကိုပြန်ပေးတဲ့စာ နောက်ဆုံးစာကတော့မကြခင်စမစ်ကိုဟန်ဒါရီရဲ့ရေဝန်ယာရူခန့်ပြီး နိုင်ငံသားတင်မောတွေကိုအခွန်ကောက်ခိုင်းမယ်ဆိုတဲ့ဂရိပေးထားတဲ့စာပဲတင်မောတစင်းကိုတော့စမစ်ကို ပေးဥမာတယ်လေဥအောင်လာကစာများကိုတေးချဖတ်ကြည့်ပြီးမျက်မှောင်ကျုံသွားသည် သူဘာရီရှောက်လို့နေတာလဲအမတ်ချုပ်ကြီးအင်္ဂလိပ်နဲ့ပြင်တဲ့ဟာအခုချိန်ဥရောပမှာစစ်ဖြစ်လူစေအခြေအနေပါဒီအချိန်မှာဟန်တာရီကိုလက်နက်ကူညီဖို့စာချုပ်ချုပ်ထားတဲ့ပြင်သစ်တွေကိုကြော်ပြီးအင်္ဂလိပ်ကိုယ်စားလှယ်ကို စိတ်ကန်းအာဏာပိုင်ခန့်လိုက်တာဘယင်ကန်ကျုပ်ဒူဘလီတော်တော်သားထွက်နေတယ် ဒီစားကတရားဝင်တော့မထွက်သေးဘူးမဟုတ်လားဖြဲတဲ့ဝင်တော့ဗညာရီမစီမှာတမိန်တော်တစ်စိမ့်နဲ့အမိတ်ရောက်နေပြီလို့ကြားရတယ်မကြခင်ဒီအမိတ်ကိုထုတ်မှသိကြရတယ်အမိတ်အတီဖြစ်တာနဲ့ကျမတို့တီဆောက်ခဲ့တဲ့ပြင်သင်းတဲ့ဆက်ဆံရေးအဆုံးသတ်ပြီပဲဦးအောင်လာကဘရန်ဒီကိုတစ်ခွက်လုံးကုန်အောင်မောတော့လိုက်သည်မိုးကုန်ရင်ဝမ်းနဲ့စစ်ပြင်ကြရတော့မှာပြင်သင်းကပေးမဲ့လက်နက်တွေအမြန်ရောက်ဖို့လိုတယ်ဒီကိစ္စရှင်ပြင်ကိုကြုတ်ဝင်တွေ့ပြီးရှင်းပေးပါမယ်လို့သူတို့ကိုပြောပေးပါ ရီဇာကမီလက်စ်ကိုပြင်သစ်ဘာသာစကားဖြင့်ပြန်လဲရှင်းပြလိုက်သည်အပြင်ဘက်တွင်မိုးများတပွဲပွဲကျလာ၏မနက်ကျုပ်ရှင်ပြန်နဲ့ဝင်တွေ့မယ်လူဇာအခုတော့ကျုပ်ပြန်လိုက်ဦးမယ်ဦးအောင်လာကလူဇာနဲ့မီလက်ကိုနှုတ်ဆက်ကပြန်သွားတော့သည်မီလက်စ်ကဘရန်နီတပတ်ကိုငှဲ့ထဲလိုက်သည်ကျွန်တော်ကတော့ပြင်သစ်နဲ့ဟန်တာရီဆက်ဆံရေးကိုအဆင်ပြေစေချင်တယ်အဆင်ပြေမှာပါပထမတစ်ခါဘရူနိုနဲ့တွေ့တော့ကလည်းရှင်ကူညီပေးလိုက်လို့ကျမတို့ဆွေးနွေးဝယ်ပို့ပြီးအဆင်ပြေသွားတာဟာ အခုလည်းရှင်းကူညီနိုင်တာရှင်းကူညီပါမိုးစီယာဘလူးနိုကိုဟန်ဒါရီကအခြေအနေကိုတေချာရှင်းပြဖို့လိုပြီလို့ကျွန်တော်အကြံပေးပါစီဘလူးနိုကနေတစင်ဗီယန်ကန်ကျုပ်စီကိုဒီသတင်းရောက်သွားဖို့အရေးကြီးတယ်ကျွန်မဘလူးရှင်းပြရမှာလေကျွန်တော်လီစာရဲ့တန်တမန်ခန့်လိုက်လေကျွန်တော်တေချာရှင်းပြပေးမှာပေါ့ဗီယန်ကန်ကျုပ်တီပေါ့ဖို့လေတာဝန်ယူနိုင်ပါတယ်တကယ်လားတကယ်ပေါ့လီစာရဲ့ခမည်းတော်ဆိုကျွန်တော်ဖျားသခင်တီအယူခံဝင်ပေးမှာပါ မိလက်ဤစကားကြောင့်ဗီဇာကဟာပပရေလိုက်သည်ကျမမရေဖြစ်တာကြပြီရှင်နဲ့တွေ့တိုင်းတော့ရေမိတယ်မိလက်ကျွန်တော်ကသခင်မရဲ့လူရှင်တော်ဖြစ်ပါတယ်ဗျကျွန်တော်သခင်မပြောဖို့အရေးကြီးပါတယ်မိလက်ကဗရန်ဒီတစ်ခွက်ကိုထက်ခဲ့သည်ခုနလူဇာပြောမှသတိထားမိတယ်လူဇာမျက်လုံးတွေကအမြဲတမ်းတခုခုစွေးနေသလိုလိုသတိရနေသလိုလိုကျွန်တော်ခံစားလာရတယ်အင်းဝသားလေးတယောက်ယောက်နဲ့လွမ်းစရာဇလံဟောင်းလေးတွေများရှိခဲ့သလားဗျလူဇာကဖန်ခွက်ကိုစောင့်ချလိုက်သည် ရှင်ကျွန်မကိုစောင့်ကြည့်နေတာလားစောင့်ကြည့်ခံရတာကိုကျွန်မမကြိုက်ဘူးမီလက်စ်ပြီးတော့ကျွန်မကိုရေးကိုရာတွေကိုရှင်သိเสียမလို့ပါဘူးလူစားအတန်ကခတ်တင်းနေမီလက်စ်ကခေါင်းငုတ်က brandy ခွက်ကိုသာစိုက်ကြည့်နေသည်ကျွန်တော်တောင်းပန်ပါတယ်လူစားစိတ်ဒီခိုင်စားသိမ့်မယ်မိကုံမျိုးမှန်မတိလို့ပါအပြင်ဘက်တွင်မိုးကတဲတဲမဲမဲရွာချလိုက်သည်တို့တို့ဦးကြီးစကားဝိုင်းကရုတ်တရက်တိတ်ဆိတ်သွား၏ကျွန်တော်ခွင့်ပြုပါအောင်လူစားကျွန်တော်ပြန်လိုက်ပါအောင်မယ် မတ်တပ်ထားလိုက်တော့ပြင်သစ်စစ်ဘုံလူငယ်ကလေးကိုလူစားကမော့ကြည့်လိုက်သည်မိုးတွေတဲနေတယ်လေအင်းရပါတယ်ကျွန်တော်ပြန်သိမိတင်တယ်ကျွန်တော်ရှိနေလီစားကိုပို့ပြီးစိတ်နှောက်ရပေးမိနေုံပဲလူစားကမတ်တပ်ထားလိုက်သည် ကျွန်မကိုဘရန်နီပလင်းနဲ့ရှင်းကတယောက်တည်းထားခဲ့တော့မယ်ပေါ့လေမီလက်မျက်လုံးများကအယောင်လက်သွားသည်ထိုင်နေချင်းထိုင်မှမယ်နှစ်ယောက်စလုံးပြန်ထိုင်လိုက်ကြသည် ရီဇာကဘရန်နီတစ်ခွက်ကိုငှဲ့ပြီးမီလက်စတန်ထိုးပေးလိုက်။ပိတ်လုံခံစားနေရသလိုဖြစ်နေတဲ့ကျမစိတ်တွေကရှင်နဲ့အတူရှိချိန်ဆိုခဏတော့လွတ်လပ်သလိုခံစားရတယ်။အဲ့ဒါကိုကျမဝန်ခံပါတယ်။ကျွန်တော်လည်းအတူတူပါပဲ။ကျွန်တော်ဟန်တာရီနဲ့ပြင်သစ်ဆက်ဆံရေးကိုဘာလို့ပြေးလဲစေချင်တာလဲသိလား။လူီဇာရှိတဲ့ဟန်တာရီကိုခဏခဏလာခြင်းလို့ပေါ့ဗျာ။ထိုးချိန်တွင်မဲဘူးကအခန်းထဲသို့ဝင်လာသည်။မဲဘူးအိတ်တော့မလို့လား။မိုးနေတော့အားရရင်မျက်ဝါကစိတ်ဖောက်ပြန်တတ်လို့ ဒီညာတူတဲထဲမှာတွားရေးပေးမလို့ပါမမလီစာဘာများလူသေးလေညစာအတွက်တခုခုစီစဉ်ပေးပါဦးဧည့်သည်ပါစားမှာ ဟုတ်ဟိုဘက်ကမ်းမှာအကုန်အစင်သေးမှာပဲအေးဒါဆိုလဲတွားရေးလေခြံတကားလဲတေချာပိတ်ဦးမယ်ဘူးကခြေလန်းဖောဖောဖြစ်ပြန်ထွက်သွား၏ကွယ်လွန်သူမျိုးဝင်ဟောင်းဥတာလာဤတမီမြက်ဝါမှာမိသားစုလိုက်အသက်ခံလိုက်ရသည့်ဒဏ်ကြောင့်စိတ်ဖောက်ပြန်သည့်အပြင်တရက်တပင်ရွာတွင်မြားမှန်ငယ်ဘူးသည့်ဒဏ်ရာကြောင့်ခြေတော့တစ်ဖက်ပါမတန်ဖြစ်ခဲ့ရသည် မြက်ဝါကိုလူစာကပင်ခေါ်ယူစောင့်ရှောက်ထားခဲ့ပြီးမီလက်စ်နှင့်လူစာတို့၏တောက်လက်ဆဘရန်နီပလင်းမှာတဝက်ကျော်ပင်ကုန်လွန်ခဲ့ပြီးလူစာက စကားပြောနေရမှထားသွား၏ယောမနစ်ကရှင်ကျမကိုပေးခဲ့တဲ့ပဝါကျမပြန်ပေးဖို့မေ့နေတာလူစာကမီလက်စ်ကိုပဝါအဖြူကလေးကမ်းပေးသည် မီလက်စ်ကပဝါကိုယူကာနမ်းလိုက်၏လူစားညီမကျွန်တော်ကြံခဲ့တာနောက်တစ်ခုရှိသေးတယ်လေအဲ့ဒါဒီညပြန်ပေးဟောလူစားကမျက်မှောင်ကျုပ်လိုက်သည် ။ဗာလေဟိုးပစ်တိုက ရှင်ကျမောက်လက်ဆောင်ပေးတာဆို မီလက်စ်က ထိုင်နေသောခုံကိုမကလူစားအနာသို့ပူးကပ်လိုက်သည်။လူစားကနားမလဲသလိုကြည့်နေ၏။ပစ်တိုမဟုတ်ဘူး။လူစားစီမှာကြံခဲ့တာက ကျွန်တော်အသေးနှလုံးနေဗျာ။ကျေးဇူးပြုပြီးအဲ့ဒါကိုဒီညပြန်ပေးနိုင်မလား။ပြင်းသည့်စစ်ဘုံလူငယ်ဤရွှေရောင်သပင်ခူကြီးကလေးတို့ကလူစား၏မျက်နှာနာသို့တိုးကပ်လာသည် ဝင်သက်နှွေးနှွေးများမှာဘရန်ဒီရနှံ့ဖြင့်တင်းပြန့်နေ၏ ဒွေစားဤနှခမ်းများကမပွင့်တပွင့်ဖြစ်ဩဂုတ်လမို့ဘုတ်တုံမိုးလက်ကြံကတဲ့ဤထန်ဤမီလက်စီရင်ဘတ်အမွေးကြမ်းကြမ်းများကြားမှဒွေစားဤရှိုင်းကြီးတန်သည် မိုးတန်နှင့်အတူစီးကြကြကြအခန်းတုံးဆက်ရ